တိုင်ဖြစ်ပါပြီမဲ့နောက်ထပ်တိုင်ဆက်မလုပ်တော့ဘူးလို့ရင်ဖွင့်လာတဲ့အန်ဆိုင်စီပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်တခိတခါကဂီတလောကမှာအောင်မြင်ကြကြခဲ့ပြီးပရိသတ်တွေအပီချင်းခံခဲ့ရတဲ့အန်ဆိုင်စီဟာအခုချိန်မှာတော့အမှုပညာလောကနဲ့တတော်လေးကိုမှအဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်ပါတယ် န်ဆိုင်စီကတချိန်လုံးကတော့မတိသူမရှိလောက်အောင်အောင်မြင်ခဲ့တာဖြစ်ပြီးတော့အန်ဆိုင်စီရဲ့တချင်းတွေကလည်းအခုချိန်ထိနားဆင်နေကြဆဲဖြစ်တယ်လို့အခုချိန်ထိလည်းပြည်သူတွေရဲ့ပါဇက်ပြားမှာညီးနေစေတချင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအန်ဆိုင်စီတယောက်ကတော့တချင်းအစ်စ်တွေထထွက်မလာခဲ့တာနှစ်တတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။အဆိုင်ကြီးတယောက်ကတော့ဂီတနယ်ပယ်ထက်စီးပွားရေးနယ်ပယ်တဲကိုပဲရောက်သွားခဲ့ပြီးဘဝကိုအဆင်ပြေစွာဖြတ်တန်းနေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေနဲ့လည်းအဆက်အသွယ်တွေပြတ်နေသလိုဂီတနယ်ပယ်မှာလည်းမမြင်နာကြခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုချိန်မှာတော့အန်ဆိုင်စီတယောက်မြန်မာစတားပြန်ပွဲမှာတိုင်အဖြစ်နဲ့ပါဝင်လာခဲ့တာဖြစ်ပါတယ်။အမှုပညာလောကကနေအဆက်အသွယ်ပြတ်သွားတဲ့အန်ဆိုင်စီတယောက် အခုလိုပေါ်လာကြောင်လေပရိသတ်တွေကသဘောကျနေတာဖြစ်ပေမဲ့မြန်မာစတားမှာတိုင်အဖြစ်နဲ့လောက်တာကြောင်လေတချို့တွေကတော့သိတဲ့သဘောမကြခဲ့ပါဘူးမြန်မာစတားပြန်ပွဲဆိုတာကလေနှစ်တိုင်းနှစ်တိုင်းပြဿနာပေါင်း16000အမျိုးမျိုးတက်ပြီးတော့နှစ်တိုင်းပွဲဖြစ်တဲ့ပြန်ပွဲတစ်ခုဖြစ်ပါတယ်ဒီနှစ်မှာလေတိုင်းတွေဖြစ်တဲ့ခင်ရတနာဆိုနဲ့အန်ဂူဂူတို့အချင်းချင်းအငင်းခုန်လောက်ကြလို့ပွဲဖြစ်ထားကြသေးတာဖြစ်ပါတယ်အဲ့လိုပွဲပေါင်းမျိုးစုံဖြစ်နေတဲ့မြန်မာစတားပြန်ပွဲမှာတိုင်ဖြစ်ပါဝင်လာတာကြောင့်လေတချို့ပြိသက်တွေကဝေဖန်နေခဲ့ပါတယ် အဲ့လိုဝေဖန်မှုတွေကိုလည်းအန်ဆိုင်စီကတော့ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။သူမကိုမြန်မာစတားပြန်ခွေကနှစ်တိုင်းတိုင်လို့ပြေဖို့အတွက်ခေါ်ပြီးမိတ်အလုပ်ကိစ္စတွေနဲ့ခီးသွားနေခဲ့ရတာကြောင့်မအားပဲဖြစ်နေလို့အကြိမ်ကြိမ်ညင်းခဲ့ရပြီးအခုချိန်မှာနည်းနည်းလေးအားနေသလိုအားနာလို့တိုင်းဖြစ်နေတည့်ရတာပေါင်ဝင်ခဲ့ကြောင်းပြောလာခဲ့ပါတယ်။ ူမအနေနဲ့လည်းတရက်လေးအားနေလို့တိုင်းလုံးပေးဖြစ်တာဖြစ်ပြီးတော့နောက်ထပ်လည်းထပ်မလုပ်တော့ဘူးလို့ဆိုလာခဲ့ပါပြီ။2023တဲ့ကတိုင်းလုံးဖို့ကမ်းလှမ်းခံရပြီမိ2025မှာတရက်ကလေးပဲတိုင်းလုံးဖြစ်တာပါလို့ဆိုပါပြီ။အမြဲတမ်းတိုင်းတော့လုပ်ဖြစ်မှာမဟုတ်ဘူး။တရက်ကလေးတိုင်းလုံးပြီးတော့ကလေးတွေကိုတင်ပေးစရာရှိရတယ်လည်းတင်ပေးဖြစ်ခဲ့တယ်လို့ဆိုပါပြီ။အခုလဲကုညီတောင်းလို့ကုညီလုတ်ပေးခဲ့ကြောင်ပြပြလာခဲ့ပါတယ်။ Anxiety ကတော့အရင်တိုင်းဂီတနဲ့ပတ်သက်ရင်ပါရမီပြေးဝသူတယောက်ဖြစ်နေတော့မှဖြစ်ပါတယ်။ ပွေလေးရသည်ရောက်လာရင်တော့နေဘက်တွေမှာတချင်းသွားဆိုဖို့ရှိပြီးတချင်းအတွက်ရောအဝိစားအတွက်ရောပါပြင်ဆင်နေရကြောင်းမြမစတားမှာတိုက်ဆက်လုပ်ဖို့အတွက်အစီအစဉ်မရှိဘူးလို့ဆိုလာခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့သူမရဲ့အမွေးနေ့ပွဲကိုလုပ်မှာဖြစ်ပြီးပရိသတ်တွေကိုလည်းတချင်းတွေနဲ့ဖျော်ဖြေမှာဖြစ်တဲ့အတွက်ပြင်ဆင်မှုတွေများစွာလုပ်နေရလို့ဆိုပါတယ်။တချင်းတွေလည်းတိုက်ရသလိုကိုနဲ့အတူတူတွဲဆိုမဲ့တငယ်ချင်းတွေနဲ့လည်းအဆင်ပြေအောင်နှိမ့်နိုင်ရတယ်။မွေးနေ့ပွဲဖြစ်တာကြောင့်လည်းတချင်းတွေအများကြီးဆိုရတယ်။အဝိစားပိုင်းလည်းပြင်ဆင်ရသလိုအကတွေလည်းတိုက်ရတဲ့အတွက် တရတရမနာရဘူးဆိုပြီးတော့ဆိုပါ යි နောက်နှစ်လဲမွေးနေ့ပွဲကလှုပ်ချင်မှလှုပ်ဖြစ်မှဖြစ်တဲ့အတွက်ဒီနှစ်ပွဲကိုတော့ကြိုးစားပြီးအကောင်းဆုံးဖြစ်အောင်လုပ်မိရဲ့လို့ဆိုပါ යි အခုကိလူငယ်တွေကလည်းတိတ်တော်လာကြပြီလို့လည်းချီးကျူးထားတာမျိုးတွေရှိပါ යි အန်ဆိုင်စီကတော့သူမရှင်သန်နေစီကာလာပတ်လုံးဂီတကိုမျက်နှာနီုံမှလို့ဆိုပါ යි အန်ဆိုင်စီကတော့ဂီတနယ်ပယ်မှာအမြဲတမ်းတောက်ပနေတဲ့ကျေပွင့်လေးအဖြစ်နဲ့အခုချိန်ထိရှိနေသေးဖြစ်ပါ යි ရိသတ်တွေလည်းအန်ဆိုင်စီရဲ့တခြင်းတွေကိုကြိုက်နှစ်သက်ခဲ့ကြလားဘယ်တခြင်းကိုအကြိုက်ဆုံးလဲဆိုတာပြောပြသွားခဲ့ကြပါအောင်ရှင်